ရဲ့ဝိညာဉ်ထွက်သွားထွက်သွားပြီးဖះတဆူရှိထက်ရသွားတယ်ကျွန်မတော်တော်လေးကိုပော့သွားတယ်ပေါ့နော်အောင်ပွဲလေးလဲထိုးပါမယ်ဆိုပြီးကျွန်မဒိတ်ထန်လာအာကိုကလေအဲ့မှလေတင်းနာမလေးစကားပြောနေနေမျက်ရည်ဖြဖဖဖကြအောင်လန်းဆိုတာအထင်မသေးဘူးအားလုံးမင်္ဂလာပါခင်ဗျာဒီခေါက်ဖြစ်စဉ်လေးကတော့အောက်လန်းနဲ့ပတ်သက်တဲ့ဖြစ်စဉ်တခုကိုကျွန်တော်လာရောက်တင်ဆက်ပေးဖို့ရရှိလာခြင်းဖြစ်ပါတယ်ဒီဖြစ်စဉ်ကတော့ဒီကောင်မလေးကသူ့ရဲ့ခန္ဓာကိုယ်ထဲမှာအောက်လန်းနဲ့ပြူစားခံရတဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီးတော့ ူလာရောက်မျှဝေသွားတာဖြစ်ပါတယ်။အဲ့ဒါအပြင် သူဒီအောက်လန်းနဲ့ပြုတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးသူဘယ်လိုပုံစံမျိုးနဲ့ပြန်လဲရုန်းကန်လာလဲဆိုတာကိုလည်းဒီဗီဒီယိုမှာသူပြောသွားတာဖြစ်ပါတယ်။ကဲကျွန်တော်နဲ့အတူတူလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါခင်ဗျာ။ Let's go. အဲ့ဒါဒုတိယတရက်ကျမမနဲ့အစောယူဝေးလင်းဝေးလင်းအချိန်မှာကျမအဲ့လိုပဲခန္ဓာကိုယ်ရဲ့ဝိညာဉ်ထွက်သွားထွက်သွားပြီးဖျားတဆူရှိထက်ရောက်သွားတယ်ပြီးလဲပြီးတော့ကျမခန္ဓာကိုယ်လေးကိုပြန်ဝင်လာတယ်အဲ့ဒီဝိညာဉ်ကအဲ့ဒီအချိန်မှာကျမတော်တော်လေးကိုပော့သွားတယ်ပေါ့နော်အဲ့ဒီအချိန်မှာကျမတို့လေးတရဖတကားနားမှာရှိတယ်လေနမိနဲ့ရုပ်ကြီးရှိတယ်ကျမအဲ့မှာကျမတငယ်ချင်းကိုဖုန်းဆက်ပြီးတော့ပွဲထုတ်ခိုင်းတာ အာဒီပွဲလေးကိုကျမရဲ့ brand ပွဲလေးကိုအောင်မြင်အောင်လုပ်ခွင့်ပေးပါအောင်ပွဲလေးလည်းထိုးပါမယ်ဆိုပြီးကျမဒိတ်ထန်တာဒိတ်ထန်ထန်တာမှာအဲ့ဒီညမှာကျမတို့ dinner ပွဲရှိအဲ့ dinner ပွဲမှာကျမထနိုင်ပါတယ်ထူးထူးထန်ထန်လုပ်ပြီး dinner ပွဲမှာဟာကဲတောင်းချမ်းဟာ dinner party ဟာကိုကလေအဲ့မှာလေ dinner မှာလေစကားပြောနေတယ်မျက်ရည်တွေဖြ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 ကြတယ်ဘာကြောင့်လဲဆိုကျမမထနိုင်တော့ဘူးထင်တာပဲဒီပွဲကိုကျမမလာနိုင်တော့ဘူးဖျားရည်မဖူးနိုင်တော့ဘူးထင်တာကျမအောင်မြင်ခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်မှာကျမပွဲလဲပြီးလဲပြီးသွားတော့ကျမတရဖတ်တကားတွေပါရေးသွားပြီးတော့ကျမ ဟွာပေါ့အောင်ပွဲတွေတော့ထိုးတယ်နဲ့မျက်နှာကောင်းတွေကိုကျွန်မမြစ်တာပို့တယ်အဲ့တော့အောက်လန်းဆိုတာအထင်မသေးနဲ့เนาะအဲ့ဒါနဲ့ခဏတော့တက်တာသွားတယ်ပေါ့เนาะအောက်လန်းလေးနဲ့တက်တာမှာပြီးလဲပြီးတော့ပြန်ပြီးတော့ဖြစ်တယ်ဘာကြောင့်လဲဆိုအောက်လန်းရဲ့သဘောတဘာမှာကိုယ်ခန္ဓာကိုယ်ထဲမှာထဲခံထားရတယ်ဆိုရင်သူတို့ရဲ့ကြိုးကင်လို့ရရတယ်ပေါ့เนาะ ခဏခဏပြင်ပြင်ဖြစ်တယ်။ဘယ်လိုချိန်မျိုးတွေဖြစ်လဲဆိုကျွန်မပွဲလုံးရမယ့်အချိန်ကြီးကျွန်မခီးထွက်ရမယ့်အချိန်ကြီးကျွန်မလုပ်ငန်းအတွက်ပေါ့နော်စင်မော်တက်ရတော့မယ့်အချိန်ကြီးကျွန်မအတွက်အောင်မြင်တော့မယ့်အချိန်ကြီးဆိုသူတို့ကကြိုးကင်လိုက်တာကွာကျွန်မတုံကနေတုံကနေပြစ်ပြစ်လဲတာနောက်ဆုံးကျတော့ကျွန်မအကူခွေတဲ့ဆရာတော်တပါးကိုတွေ့ရအဲ့ဆရာတော် ਨੇ ပတ်သက်ပြီးတော့ကျိုက်ဆရာတော် ਨੇ မတွေ့ခင်မှာကျွန်မအိမ်မက်ကကြုံမက်ပြီးတာကျမလည်းတော်ရုံတယုံလူလည်းမဟုတ်ဘူး။ဘာကြောင့်တော်ရုံတယုံလူမဟုတ်ဘူးလဲဆိုကျမကဖះရတဲ့အကြောင်းဆောက်ဖះရမှအကြောင်းမှလေ ကျမရဲ့ကုသူတွေအားလုံးဒိဋ္ဌံပြုရဲ့တစ္ဆာပြုပြီးကျွန်မဆရာကောင်းတမကောင်းကိုရှာတယ်အချိန်တစ်ခုတော့ကျွန်မပေးလိုက်ရတယ်တနှစ်ကြာကြာလောက်တော့ကြာတယ်တနှစ်လောက်တော့ကြာတယ်အဲ့ချိန်မှာအိုက်ဖုန်းဖုန်းကိုတွေ့တယ်တွေ့တဲ့အချိန်မှာအိမ်မက်နဲ့အရင်တွေ့ရအိမ်ဖုံဖုံတစ်ပါးကစီးတိုက်လိမ့်မယ်ပြီးတော့ဘလို့ဆေးကုပေးမယ်ဆိုအိမ်မက်မတ်တာအဲ့ဒီအိမ်မက်တိုင်းမှာအိမ်ဖုံကြီးရှိရောက်ပြီးအိမ်ဖုံကြီးအိမ်ဖန်ကွက်လေးနဲ့ပဲစီးတိုက်ပြီးတော့ကျွန်မ ုံးချိန်တီတီသွားပြီးတော့တက်တာပါတယ်။အဲအကျွန်မပဲဖုံဖုံလည်းပဲဖုံဖုံလည်းဆိုကျွန်မလာမေးမယ်ဆိုတော့ကျွန်မသိတယ်။ဒါမဲ့ကျွန်မတခုတော့ဂျူပြောထားမယ်။အောက်လန်းတိုက်ခံရရင်တချို့တွေကဖုံကြီးကုလို့ရတယ်။တချို့တွေကရွှေရင်ကျော်ကုလို့ရတယ်။တချို့တွေကကြာသူ့ခိုင်းစီရကုလို့ရတယ်။ ကိုနဲ့ကန်ဆက်တဲ့သူကကိုလိုရကျမဖုံဖုံနဲ့ကျမပျောက်လာပျောက်ခဲပဲမြဲတခြားသူတွေကလည်းပျောက်ချင်မှပျောက်မှာတချို့လူတွေရွှေရင်ကျော်တို့ပါလို့လည်းကျမခေါ်ကူတာပဲဒါပေမဲ့ကျမမပျောက်ဘူးအဲ့တော့ကိုနဲ့ပထန်ဆက်ရှိရတဲ့သူကိုနဲ့ဆေးဆွမ်းတဲ့သူဆေးထက်တဲ့သူပေါ့နော်ကိုနဲ့ ထတ်တူကြတဲ့သူတွေမှာဒီအောက်လန်းစွာပျောက်တာပြီးတော့ပျောက်ချိန်တန်မှာပျောက်တာနောက်တစ်ခုကျအောက်လန်းစွာလည်းဒါဝိညာဉ်ကံတာပဲပေါ့နော်ကျမလည်းဘဝတစ်ခုခုမှာသူများတို့ခုခုမဟုတ်တာလုတ်ခဲလို့ကျမဝွေကျွေးချွတ်ချိန်တန်တဲ့ချိန်ကျတော့ဒီဟာကြီးကဟိုအနာနဲ့စီတွေ့သွားတာအဲ့အတွက်ကြောင့်ဟိုပေါ့ကြိုက်တဲ့သူနဲ့ကုလို့ရတယ်ကိုပျောက်ဖို့ကံပါလာရင်ပျောက်ကိုပျောက်ပါအောက်လန်းနဲ့ပတ်သက်ပြီးတော့အဲလီလာပြောပြတာပါဒီဗီဒီယိုလေးကဒီလောက်ပါခင်ဗျာအခုဗီဒီယိုလေးကတော့ပြူစားခံရတဲ့အောက်လန်း ပင်ရံနဲ့ပတ်သက်ပြီးတော့သူဘယ်လိုပုံစံမျိုးနဲ့ယုံထွက်လာခဲ့လဲဆိုတာကိုသူပြန်လည်မျှဝေပေးသွားတာဖြစ်ပါတယ်။ကျွန်တော်ကလည်းကျွန်တော်ရဲ့ viewer လေးတွေကိုဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ knowledge and sharing အနေနဲ့ပြန်လည်မျှဝေပေးခြင်းလို့အခုလိုလာရောက်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။ video လေးကဒီလောက်ပါပဲခင်ဗျာ။ Now video လေးမှာပြန်လည်ဆုံတွေ့ကြဖို့ဖိတ်ခေါ်လိုက်ပါခင်ဗျာ။ Bye bye